မင်္ဂလာပါ English for Learner YouTube နဲ့ TikTok Channel တို့ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေ။ဒီနေ့ဒီဗီဒီယိုမှာတော့ Diet and Nutrition with the Basic တွေက Food Paragraph နဲ့ Fit Paragraph စာပိုက်တွေကို Sentence Analysis ပုံစံတုံးပြီးတော့ရှင်းပြပေးတော့မှာဖြစ်ပါတယ်။အဲစာတွေကိုမရှင်းပြခင်မှာဒီ English for Learner channel က အင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ဘုဒ္ဓရာသင်ခန်းစာတွေကိုစင်စင်မပြတ်တင်ဆက်သွေးတင်ဆက်ပေးသွားမယ် channel တခုဖြစ်တဲ့အတွက်ကြောင့်မလို့ subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင် subscribe လေးလုပ်ခဲ့ပေးပါ follow မလုပ်ရသေးဘူးဆိုလို့ရှိရင်လည်း follow လေးလုပ်ခဲ့ပေးပါလို့တောင်းဆိုရင်းနဲ့သင်ခန်းစာလေးကိုစလိုက်ပါမယ် fourth paragraph physicians and nutritionists ဆိုတော့ဒါက subject ပါအဲ့တော့ physician physician ဆိုတာတမားတော်တွေကိုပြောတာပါ nutritionist ကဲ nutritionist ကဒါ nutrition ကလာတာပါ IST ပေါင်းထားရဲဆိုလို့ရှိရင်ပညာရှင်တွေပါ IST ပေါင်းထားရင်ဒါပညာရှင်ဆိုတော့ nutritionist nutrition ကို IST ပေါင်းထားတယ်ဆိုတော့သူ့ရဲ့ attribute က nutritionist အဟာရပညာရှင် recommend ကဲဒါကတော့ buffer recommend that ကဲ recommend အကြံပြုထားတဲ့ depth ဆိုပြီးတော့နောက်ကဝက်ကြရေးထားပါတယ်နောက်ကဝက်ကြကဘယ်လိုရေးထားလဲဆိုတော့ we should have a balanced diet we should have a balanced diet ဒီမှာ helpless နောင်းနဲ့ရေးထားပါတယ် a balanced diet ဆိုရဲအစားအစာ balanced diet ဆိုတာတင့်တင့်ညီညွတ်မြတ်တာအစားအစာကိုပြောတာပါအဲ့ဒါ have နဲ့ပေါင်းပါပါ helpless နောင်းနဲ့ရေးပါတယ်ဆိုတော့စားသည်အဲစားသုံးသည်အစားအစာတစ်ခုတွေကိုစားသုံး စားသုံးတယ်ဆိုတော့ bath နေရာမှာ eat 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 နာစားတွေဝါးပြီးတော့စားတယ် consume ဆို consume ကိုလည်းသုံးလို့ရတယ်အဲ့လိုမှမသုံးချင်ဘူးဆိုရင် have plan now have plan now ကိုသုံးလို့ရပါတယ် so we should have a balanced diet ဆိုပြီးတော့ depth ဆိုပြီးတော့ a balanced diet ကိုနောက်ကနေပြီးတော့အညွှန်းထားပါတယ်ဆိုတော့အဓိပ္ပာယ်လေးပြောမယ်ဆိုရင် physicians တမားတော်တွေအန်ပြီးတော့ nutritionist အဟာရပညာရှင်တွေဟာ recommend အကြံပြုထားကြတယ် depth ဆိုတာ we should have a balanced diet နော်ကျွန်တော်တို့က should have a balanced diet ဒီမှာ shift ကဒါ suggestion မှာအကြံပေးမှာပါ we should have a balanced diet တင်းတင်းညံ့ညံ့တတဲ့အစားအစာကိုစားသုံးသင့်တယ်လို့အကြံပြုတယ်ဆိုတော့ a balanced diet ဆိုတာဘာတွေပါတဲ့အစားအစာလဲဆိုတော့နောက်ကနေပြီးတော့ define လုပ်ထားပါတယ်ဆိုတော့ဘယ်လိုလုပ်ထားလဲဆိုတော့ that consider of a variety of foods variety of collected number a variety of foods in order to stay happy ကဲဒီမှာ stay stay ဆိုရယ် breath stay ဆိုရတာ linking verb ပါသူ့ရဲ့နောက်က adjective လိုက်လို့ရပါတယ်ရှေ့ရ unit 1 2ရှေ့ရ unit 1 2ထဲမှာလည်းပဲဒါ linking verb တွေဘာတွေလဲဆိုတာကို ရှင်းပြခဲ့ပြီဖြစ်ပါတယ်အဲ linking verb တွေရှင်းပြခဲ့ပြီဖြစ်တယ်ဒီမှာလည်းပဲအခု အဲဒီ bab တွေကိုဒီမှာဖော်ပြပေးထားပါတယ်အဲမှတ်မိအောင်လို့ဖော်ပြပေးလိုက်ပါမယ်ဆိုတော့ aora 2 aora 2 bab infinitive နော် stay ရဲ့နောက်ကဒါ adjective လိုက်ပြီးတော့ရေးထားမယ်အဲရွေချက်ကိုဖော်ပြမယ် aora 2 stay healthy ကျန်းမာနေစေဖို့အတွက် a variety of foods အစားအစာအမျိုးမျိုး that consider ပါဝင်တော့ a balanced diet တဲ့နဲ့ညညမြတ်တာတဲ့အစားစာအဲ့ဒီအစားစာကို we sure have ကျွန်တော်တို့ကစားသုံးသင့်တယ်လို့ physician and nutritionist တမားတော်တွေနဲ့အာဟာရပညာရှင်တွေက recommend အကြံပြုထားကြပါတယ်။ကျင်နောက်ဝကြအောင်ကြည့်မယ်။ A balanced diet simply means ဆိုတော့ဒီဝကြက A balanced diet ရဲ့ A balanced diet ရဲ့ definition ကိုဒါရေးထားတာပါ။ ဆိုတော့ balance diet ဆိုတာဘာလဲလို့မြင်ဒီဝက်ကြလေးကိုအဲဖြည့်လို့ရတယ်ပေါ့နော် balance diet ဆိုတာဒါပါဆိုတော့ balance diet simply mean mean ဆိုရင်နောက်မှာ gerund noun ကို object နေရာကရေးထားပါတယ် eating more fruits vegetable and grains ဒါတခု eating တခုနောက်တစ်ခုက consuming ဒါလည်း gerund noun ပါ gerund noun နှစ်ခုရေးထားပါတယ် consuming less food hive in fact အဲ့တော့ဒီနေရာမှာရှေ့ရ survive တိမှာလည်းရှင်းပြခဲ့ပြီဖြစ်တယ် last food or food ပြန်တော့မှာ that is hive which is hive ဆိုပြီးတော့မြုပ်ထားပါတယ် that is သို့မဟုတ် which is ဒီစကားလုံးတွေမြုပ်ထားပါတယ် hive in fact sugar and cholesterol ဒါက adjective phrase ပါရှေ့ရ food ဆိုတဲ့နောင်ကိုသွားပြီးတော့ညွှန်းပါပါကြားထဲမှာ that is သို့မဟုတ် which is အဲဒါလေးတွေမြုပ်ထားပါတယ် so အဓိပ္ပာယ်လေးကြည့်အောင် abelian diet တင်းတင်းညွညွမြတ်တဲ့အစားအစာဆိုတာ simply means ရိုးရိုးရှင်းရှင်းလို့ပဲဆိုလိုပါတယ်ဆိုတော့ဒီနေရာမှာတိထားမယ်စကားလုံးလေးရ simply သူက adverb ပါကဲသူ့ရဲ့ adjective ကတော့တွေ့နေကြမြင်နေကြပဲဘာလဲဆိုတော့ simple ရိုးရှင်းတော့ simply ကဒါ adverb abelian diet တင်းတင်းညွံ့ညတ်တဲ့အစားအစာဆိုတာ simply mean ရိုးရိုးချင်းချင်းလေးပဲဆိုလိုတယ်ဘာလို့ဆိုလိုလဲဆိုတော့ eating more fruits vegetables and grains တက်သီးတွေ fruits တက်သီးတွေ vegetables ဟင်းသီးရက်တွေ and ပြီးတော့ grain အနံစားအစိအစံတွေဒါတွေကို eating more အများကြီးစားသုံးခြင်း and ပြီးတော့ consuming less food high in fat sugar and cholesterol high in fat sugar and cholesterol fat acidic sugar တကြားတဲ့ and pure cholesterol cholesterol တက်တဲ့ high များပြသောပါဝင်မှုများသော food အစားအစာတွေကို consuming less consuming less ရှော့ပေါ့စွာစားသုံးခြင်းစားသုံးခြင်းကို simply means ရိုးရိုးရှင်းရှင်းလေးပဲ အတိပဲဆိုလိုပါတယ်ကနဝကြောက်ကြည့်အောင် if we have a balanced diet so we are if clock ရေးထားပါတယ် comma ရဲ့နောက်မှာ main clock ရေးထားပါမယ်ရေးစောင်းလားလို့ပဲ have plan now နဲ့ဒီမှာရေးထားပါတယ် have plan now if we have a balanced diet ကျွန်တော်တို့ဒါအဲ့တင်းတင်းညညညှက်တာတဲ့အစားအစာကိုစားမယ်ဆိုရင်နောက်က main clock က we will get all our essential nutrients ကျော်ဒီမှာ essential သူနဲ့အဲ same meaning what they are by level ရှိမှလဲဖော်ပြခဲ့တယ် by level ဆိုပြန်ပြောမယ်ဆိုရင် necessary vital essential important ကဲဒါတွေကိုဖလဲပြီးတော့ဒီမှာသုံးလို့ရပါတယ် we will get all our essential nutrient all our essential nutrient ကျွန်တော်တို့အတွက်မရှိမဖြစ် အရေးပါတဲ့အာဟာရဓာတ်တွေအကုန်လုံးကို we will get ကျွန်တော်တို့ရရှိပါလိမ့်မယ်ဆိုတော့ balanced diet ကိုတော့တင်းတင်းညွတ်ညွတ်တဲ့အစားအစာကိုဒါစားမယ်ဆိုရင် essential nutrient တွေအကုန်လုံးကိုရမှာဖြစ်တယ်ပေါ့ဒီနောက်ဝက်ကြောက်ကြည့်အောင် lack of essential nutrient တော့ဒီနေရာသိထားမယ်စကားလုံးလေးอ่ะ lack lack ဆိုတော့ဒါက now ဒီဝက်ကြောက်မှာတော့ now အနေနဲ့သုံးထားပါတယ် အတိတ်ပဲကရှုတဲမှုသူ့ကို buff အနေနဲ့လည်းသုံးလို့ရပါတယ် buff အနေနဲ့သုံးမယ်ဆိုရင်အအတိတ်ပဲဘယ်လိုဖြစ်မလဲဆိုတော့ရှုတဲသည်သုံးဖို့ကင်းမဲ့သည်ဆိုရယ် buff အတိတ်ပဲရတယ် buff အနေနဲ့သုံးလို့ရတယ်ဒါပေမဲ့ဒီဝက်ကြမှာတော့သူက noun အနေနဲ့သုံးထားပါတယ် lack of essential nutrients lack of essential nutrient အရေးပါတဲ့အရေးကြီးတဲ့မရှိမဖြစ်အလိုအပ်တဲ့အာဟာရဓာတ်တွေရှုတ်တဲ့ခြင်းဟာ is ဖြစ်ပါတယ် a major cause of a have အဲ့ဒီမှာလည်းပဲ cause now အနေနဲ့သုံးထားပါတယ်သူကို verb အနေနဲ့သုံးမယ်ဆိုလည်းရပါတယ် a major cause of a had ကျမ်းမာရေးမကောင်းခြင်းရဲ့တဲ့အဓိက ဖြစ်ပေါ်တဲ့အကြောင်းအရာတစ်ခုအကြောင်းရင်းတစ်ခု is ဖြစ်ပါတယ်ကျမ်းမာရေးဆိုရခြင်းရဲ့ကျမ်းမာခြင်းရဲ့အဓိကအကြောင်းတရားတစ်ခု ဖြစ်ပါတယ်ဆိုတော့ခန္ဓာကိုယ်အတွက် essential nutrient တွေရှုတ်တဲ့ခြင်းဟာကျန်းမာရေးမကောင်းခြင်းအဓိကအချက်တစ်ချက်ဖြစ်တယ်ကြည့်ဒါဆိုနောက်ဆုံးဝါကျလေးကိုကြည့်အောင် it is a balanced diet that can strengthen our immune system and protect us against illness ဆိုတော့ဒီဝါကျလေးကအာပတ်တံတစ်ခုကိုသုံးထားပါတယ်ဘာလဲဆိုတော့ emphasis ပတ်တံကိုသုံးထားပါတယ်ဆိုတော့ it is it is a now got abelian diets ကိုဒါအလေးပေးပြီးတော့ဖော်ပြမှာပါ abelian diet ဆိုတာဘလို့ဖြစ်တယ်လဲဆိုတာကိုညွှန်ပြီးတော့ဖော်ပြမှာတာဖော်ပြမှာဖြစ်တယ်ဒါကြောင့်မလို့သူက emphasis pattern ကိုသုံးထားတယ် emphasis pattern ကဒီ unit 3မှာသင်ရမှာဖြစ်တယ်အဲဒီနေရာမှာသူရဲ့ pattern လေးကိုပြောမယ်ဆိုရင် it is it was ဒီမှာတော့ it is ပေါ့နော် it is it was ရဲ့ now မှာအလေးပေးဖော်ပြခြင်းနဲ့ now noun group ကိုရေးမယ်ပြီးရင် that ခံပြီးတော့နောက်ကသူ့ရဲ့ characteristic ကိုရေးမှာပါဆိုတော့အတိတ်ပဲလေးကိုကြည့်မယ်အဲ့တော့ဒီနေရာမှာတိထားတဲ့စကလုံးတစ်လုံးရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ strengthen အဲ့တော့ strengthen ကဒါ en ပေါင်းထားတယ်ဆိုတော့အဲ့ဒါ buffer အဲ့တော့ strengthen က buffer အဓိပ္ပာယ်ကအကောင်းသည်ဆိုတဲ့အဓိပ္ပာယ်ကိုရပါတယ်ဆိုတော့သူ့ရဲ့ noun ပေါ့နော်သူ့ရဲ့ noun ဖြစ်ရှင်နေဆိုရင် en လေးကိုဖြုတ်လိုက်ပါမယ် string ကဲ string ဆိုရင်တော့ဒါက noun အနေနဲ့သုံးလို့ရတယ်အဓိပ္ပာယ် in a ခွန်အားလို့အဓိပ္ပာယ်ရပါတယ်ဆိုတော့ဒီဝါကြလေးအဓိပ္ပာယ်လေးကိုကြည့်အောင် it is a balanced diet ဒါကားတဲ့တင့်တင့်ညညမြတ်တာတဲ့အစားအစာအစားအစာအစားအစာဆိုတာဒါပဲ that can strengthen our immune system our immune system ကျွန်တော်တို့ရဲ့ကိုယ်ခံစနစ်ကို that can strengthen အားကောင်းစေတော့ and ပြီးတော့နောက်တစ်ချက် share can နဲ့ပေါ့မယ် that can protect us against illness that can protect us against illness ဖြားနာခြင်းကိုကာကွယ်ပြီးတော့အရာက it is a balanced diet တင်းတင်းညညတ်တဲ့အစားအစာပဲဖြစ်ပါတယ်ကျေစရောဒီ4 paragraph ကို အာရှင်းပြခဲ့ပြီဖြစ်တယ်။ဒါဆိုရင်နောက်ထပ်တစ်ပိုက်ကိုဆက်ပြီးတော့ကြည့်အောင်ပါ။ကယ်ဒီစာပိုက်မှာတော့ Diet and Nutrition with the best idea က fit paragraph စာပိုက်ကို ရှင်းပြမှာဖြစ်ပါတယ်။အရာဖိတ်ပါရာဂရက်မိုရာဗာ one of the most important factors one of နောက်အများရေးထားပါတယ် one of the most important factors in remaining healthy ကဲဒီမှာလည်းပဲ remaining ဆိုရက် verb ing ရဲ့နောက်မှာ adjective လိုက်ပြီးတော့ရေးထားပါတယ်ဆိုတော့ adjective လိုက်ပြီးတော့ရေးလို့ရတယ်ဆိုတော့အစောကအာရှေ့စာပိုင်းเนาะရှေ့စာပိုင်း fourth paragraph မှာတော့ဒီနေရာလေးမှာ stay ဆိုပြီးတော့ရေးတယ်ပေါ့เนาะ အဲဒီမှာတော့ remaining ဆိုရဲ buff buff ing ကိုတုံးတာတယ် is taking prevented medicine ကဲဒီမှာသိရမယ့်စကားလုံးတွေက prevented အဲ့တော့သူက tive စုံးတဲ့အတွက်ကြောင့်သူက adjective ပါကာကွယ်ပေးတော့ဆိုတဲ့အဓိပ္ပာယ်ကိုရတယ်သူ့ရဲ့ buff 1ကိုလည်းသိထားမယ် ing ကိုဖြုတ်လိုက်မယ် prevent p r e v e n t prevent ဒါဆိုရင်တော့ ကာကွယ်သီးဆိုရယ် buff ကိုတုံးလို့ရပါတယ်ကဲအဓိပ္ပာယ်လေးကြည့်အောင် moreover ဒါအပြင် one of the most important factors in remaining healthy in remaining healthy ကျန်းမာရေးကိုထိန်းသိမ်းတဲ့နေရာမှာကျန်းမာအောင်နေထိုင်တဲ့နေရာမှာ one of the the most important factor အရေးကြီးဆုံးအချက်တည်းတည်းရတစ်ချက်က is taking အဲဒီမှာကျတော့ take plan down လေးရေးကြပါတယ်အဲ့တော့ဒီနောက်မှာအဲဒီမှာ present အဲဒီမှာ taking preventive medicine အဲ general noun နဲ့ရေးကြပါတယ်အဲ take plan down မှာ take ရဲ့နောက်ကဒီမှာ preventive medicine ဆိုတာကာကွယ်ဆေးတွေကိုပြောတာပါဆိုကာကွယ်ဆေးကာကွယ်ဆေးနောက်ကလိုက်တဲ့အတွက်ကြောင့်လို့ take ကဒါတောက်သုံးပြီး စားသုံးသည်ကာကွယ်စည်းတောက်သည်ဆိုတဲ့အဓိပ္ပာယ်ကိုရပါတယ်ဆိုတော့ပြန်ပြောမယ်ဆိုရင် moreover ဒါအပြင် one of the most important factors in remaining healthy ကျန်းမာအောင်နေထိုင်ခြင်းမှာ one of the most important factors အရေးကြီးဆုံးအချက်တွေတရားတစ်ချက်ကတော့ is ဖြစ်ပါတယ် taking preventive medicine ကာကွယ်ဆေးတွေကြိုတင်ကာကွယ်ဆေးတွေတောက်သုံးခြင်း is ဖြစ်ပါတယ် recent advance in nutrition အဲ့တော့ဒီမှာသိရမယ့်စကားလုံးတွေက advance ဆိုဒီနေရာမှာသုံးထားတယ်ဒီဘက်ကျမှာသုံးထားတယ် advance ကဒါ noun အနေနဲ့သုံးထားပါတယ် plural noun အနေနဲ့သုံးထားတယ်အဲ့ဒါကလို့သူ့ကို verb အနေနဲ့သုံးမယ်ဆိုလဲရပါတယ် verb အနေနဲ့သုံးမယ်ဆိုရင်တော့ total total လာသည်ဆိုတဲ့ verb ရတယ်ပေါ့နော် recent advance in nutrition a device so ဒီမှာတိထားမယ်စကားလုံးလေးက a device a device ဆိုတဲ့စကားလုံးက se ဆုံးတယ်ဆိုတော့ se ဆုံးတယ်ဆိုရင် तू က dev တကယ်လို့ se နေရာမှာ ce ဆုံးတယ်ဆိုရင်တော့ तू က noun အနေနဲ့သုံးပါတယ် a device prepared to combat illness by taking ဒီမှာ level take plus noun ရေးထားပါတယ်ဒါတော့ general noun by blood buffer ရဲ့ကြီးပုံစံနဲ့ရေးထားတယ် by taking vitamins vitamins or other nutritional supplement ကဲဝါကြလေဝတိပဲကြည့်မယ်ဆိုရင် recent advance in nutrition အာဟာရနဲ့ပတ်သက်တဲ့လက်တလောတိုးတက်လာမှုတွေဟာ advice အကြံဉာဏ်တွေပေးထားပါတယ်အကြံပြုထားပါတယ် people လူတွေကို to combat illness ဖြားနာခြင်းမကျန်းမာခြင်းကိုတိုက်ဖြတ်ဖို့တိုက်ဖြတ်ဖို့အတွက်လူတွေကိုအကြံပြုထားပါတယ်ဘလို့နီလန်းနဲ့တိုက်ဖြတ်မှာလဲဆိုတော့ by taking vitamins ဗီတာမင်ဓာတ်ပါတဲ့စီလုံးတွေကိုစားသုံးခြင်းအပြင်ကဲဒီမှာအော်လေးကြံခဲ့ပါတယ်ဒီညလေးမှာအော်လေးကြံခဲ့တယ်အော်သို့မဟုတ်ရှေ့ရဘိုင်းနဲ့တွဲပဲ by taking other nutritional supplements တခြားသောအာဟာရဓာတ်ဖြည့်စွက်စာတွေကိုစားသုံးခြင်းအပြင် to combat illness ဖျားနာခြင်းမကျန်းမာခြင်းကိုတိုက်ဖြုတ်ဖို့တိုက်ဖြတ်ဖို့ရန်ပြည်ပလူတွေကို advice အကြံပြုထားကြပါတယ်။ဒီနောက်ဝက်ကြောက်ကြအောင် infer infer တကယ်တော့ we need carbohydrate not bread ဆိုတော့ဒီဒါကအဲ style style writing ပေါ့နော် အဲစာရေးသားရဲ့နောက်ထပ်နီလန်ပုံစံတစ်ခုပါဒီ nov ကအဲရှေ့ရ nip ကိုဒါညင်းထားမှာပါ we do we do not need လို့မရေးတော့ဘယ်နဲ့အတူချုပ်ပြီးတော့ not လို့ရေးထားတာပါဒါလေးကိုသိရပါမယ် in fact တကယ်တော့ we need carbohydrate ကျွန်တော်တို့က carbohydrate ကစီဒက်တွေကိုလိုအပ်တာဖြစ်တယ် not bread သူအခြေခံပြောမယ်ဆိုရင် we do not bread ပေါင်မုန့်တွေကိုလိုအပ်တာမဟုတ်ဘူး အမုံထဲမှာပါတဲ့ကက်စီဒက်တွေကိုလိုအပ်တာ and ပြီးတော့ we need vitamins and minerals ကျွန်တော်တို့ကဗီတာမင်ဓာတ်တွေသတ္ထုဓာတ်တွေကိုလိုအပ်တယ် not fruits and vegetables ကဒီမှာလည်းပဲအရှိပြောမယ်ဆိုရင် we do not need fruits and vegetables တည်တီးတွေဟင်းသီးရွက်တွေကိုလိုအပ်တာမဟုတ်ဘူးတည်တီးတွေဟင်းသီးရွက်တွေမှာပါတယ်ဗီတာမင်ဓာတ်တွေသတ္ထုဓာတ်တွေကိုလိုအပ်တာဖြစ်တယ် thus ဒါကြောင့် we reasonably ကဲဒီမှာသိထားမယ့်စကားလုံးလေးရ reasonably သူကအလွန်ဆုံးနေတယ်ဒါကြောင့်သူက adverb အနေနဲ့သုံးတယ်သူ့ရဲ့ adjective ကအာ able ဆုံးမယ် reasonable သူ့ရဲ့ verb သုံးဖို့ noun က reason ဒါကတော့အမြဲတမ်းတွေ့နေကြစကားလုံးမှာဒါဆိုရင်အဓိပ္ပာယ်လေးကိုကြည့်အောင် thus ဒါကြောင့် we ကျွန်တော်တို့က reasonably assume ကျိုးကြောင်းညညွစွာခိုင်လုံစွာ assume ယူဆလို့ရတယ် that ဆိုတာဆိုရင်နောက်ကဝကြာကြည့်ထားတယ် prevented medicine ကာကွယ်ဆေးတွေဟာ help stay healthy ကျောင်းဒီစကေလုံးလေးကိုကြည့်လိုက်ပါမယ်ဒီ buff buff group လေးကိုကြည့်လိုက်မယ် help ကဲ have နောက်က object by infinitive လိုက်ထားပါတယ် have object by infinitive အဒီ by infinitive stay ਆ stay သာဒါ linking ပဲဖြစ်တယ်ဒါကြောင့် stay ရဲ့နောက်က adjective လိုက်ပြီးတော့ရေးလို့ရတယ်အဲ့တော့ here object by infinitive အဲ့တော့ by infinitive က stay ဖြစ်လို့ stay နောက်က adjective လိုက်ပြီးတော့ရေးထားတယ်ဆိုအဓိပ္ပာယ်လေးက in some way နီလန်တနီလန်နီလန်တစ်ခုခုနဲ့ here stay happy ကျွန်တော်တို့ကိုကျန်းမာနေစေဖို့ကူညီပေးတယ် preventive medicine ကာကွယ်ဆေးတွေကနီလန်အချို့နဲ့ stay happy help stay happy ကျွန်တော်တို့ကိုကျန်းမာစေဖို့ရန်ကူညီပေးတဲ့ debt ဆိုတာကို reasonably အစုကျိုးချောင်းညီညွတ်စွာခိုင်လုံစွာယူဆထားလို့ရပါတယ်ဒါဆိုလို့ရှိရင်4 paragraph နဲ့5 paragraph summary တွေကိုအရှင်းပြခဲ့ပြီဖြစ်တယ်ဆိုတော့ဗီဒီယိုလေးကိုဒီမှာပဲညှိနှိုင်းလိုက်ပါမယ်